်နံပါတ်1ဒီအချက်နံပါတ်1ဆိုတာကိုဆရာဆန်းစာနေဘူးရဲ့တင့်မွေရနှင့်အချက်ရေကံကြမှာဆိုတဲ့စာအုပ်ကနေကောင်းလို့ဖတ်ပြတာပဲဖြစ်ပါတယ်ရှင်အချက်နံပါတ်1ဘယ်လောက်မှမစိုးတရက်10ရက်19ရက်28ရက်နေမှာမွေးတဲ့သူတွေကို အချက်နံပါတ်1လို့ခေါ်တယ်အာဘယ်လိုလဲဆိုတော့လေဒီလိုပါတက်ဆယ်ဆိုလဲပါဝင်တဲ့ခန်းနှလုံးဖြစ်တဲ့ အဲ1နဲ့3ညပေါင်းချင်ရင်1ပြန်ရတယ်လေ1နဲ့9ဆိုလဲတစ်လုံးနဲ့ချန်အောင်ပေါင်းချင်ရင်အဲသူလည်း1ပဲပြန်ရတယ်28ဆိုလို့ရှိရင်လည်းတစ်လုံးနဲ့ချန်အောင်ပေါင်းချင်ရင်1ပဲရတယ်ဒါကြောင့်အဲဒီလိုနေ့တွေမှာမွေးတဲ့ဒီလိုရက်တွေမှာမွေးတဲ့သူတွေကိုအဲနံပါတ်1ခဏန်းသမားများလို့ခေါ်ရဲပေါ့နော်အဲဒါကြောင့်အချစ်နံပါတ်သက်ပြီးပြောမှာဆိုတော့အချစ်နံပါတ်1သမားများပေါ့နော်ဤကစကားချက်အဒီအချစ်နံပါတ်1သမားတွေကို အပေါ်လိုအချစ်လို့လဲပြောကြတယ်တဲ့အဲ့တော့ ဒီတစ်ကနန်းသမားတွေကကောင်းငင်ထက်မှာထုံလင်းတောက်ပါနေတဲ့နေမင်းအဖို့လိုကိုကိုစားပြုတဲ့သူတွေပဲဖြစ်တယ်တဲ့ပြင်းထန်တဲ့မေတ္တာစိတ်နဲ့အချစ်ကိုတန်ဖိုးထားတဲ့သူတွေဖြစ်တဲ့စိတ်ခံစားချက်ကိုဦးစားပေးတဲ့အချစ်ချင်းစာတင်နေတဲ့သူတွေလို့လဲဆိုကြရတဲ့တတိထားအောင်နော် The proud lover လို့လဲတတ်မှတ်ကြရတဲ့မန်မန်နာရီနဲ့ရောထွေးနေတဲ့အချစ်ကိုပိုင်ဆိုင်တဲ့သူတွေဖြစ်တယ်တဲ့အချစ်နဲ့အတ္တမာနရောထွေးနေတဲ့သဘောတဘာဝရှိတယ်တဲ့ နန္ဒာရေးတိတ်မကြီးနဲ့တော့တွေ့ကြကြဒီတိကဏ္ဍသမားတွေအဲကြားလည်းမယွေမှလည်းမယွေဘူးเนาะအကြားမှမယွေတိကဏ္ဍသမားတွေကအချစ်ခင်ပြန်တော့မှုအနတ်ဆိုင်ဆုံးသူထံကနေတုတ်ပြန်မြစ်တောင်မရဘူးတဲ့အခြားအခြားသောသူတွေထံကအချစ်မြစ်တာကိုရယူတဲ့သူပဲဖြစ်တယ်ဆိုတော့ဟွန်းဘယ်လိုလုပ်ရမလဲเนาะကိုအချစ်ကိုနဲ့နဲ့ဆန်ဆန်ပေးမိရဲ့သူစီကနေဆိုမရတယ်ဘူးဆိုတော့အယောင်ဆောင်မိမြန်ပေးလိုက်ခါလာပြီးကစကားချက် အချစ်ဆုံးသူနဲ့မေတ္တာပြခင်မရှိရဟွန်းနီးရနဲ့ဝင်းမယ်တဲ့သုံးချိန်ကနေအထက်အချစ်ကံခေအသေးခွဲပြီးမှဘဝအေးချမ်းမှု မေတ္တာနဲ့ကံကောင်းမှုကိုရရှိချကုန်မယ်တဲ့စိတ်ဆက်ခြင်းကျင်နာတတ်တော်လည်းပဲရက်ဆက်တက်ရန်ဝင်မလေးခြင်းဆင်ခြင်တုံတရားရှိလင်ကစားထင်ရတဲ့စွတ်ထုတ်လောက်တတ်ခြင်းအချစ်ကိုရရှိလင်ကစားတန်ဖိုးမထတတ်ခြင်းဟင် တဘာအဲ့ဒီလိုတဘာဝတွေချောင်းနဲ့ပကြခဏစိတ်အတောင့်ရှယ်ကြုံရမယ်တဲ့အသေးခွဲခိမ်းဖျက်ဖျက်အသေးခွဲခိမ်းနဲ့သုံးချိန်ပကကြုံပြီးမှဟောသုံးချိန်တော့ကြုံမယ်ပါသုံးချိန်တည်းပါနှလုံးသားကတစတစတည်ငြိမ်လာမယ်တဲ့အဲဆိုမကြိုက်တဲ့လူ၃ရောက်လောက်ရှာရင်မြင်မြင်ခွဲလာဖျောက်ပြရဣကစကချက်မေတ္တာပေါ်တံပိုးထားမယ်တဲ့ခွဲလွန်နားလေခြင်းနဲ့ဟောလို့ကြလည်းမကောင်းပါဘူးเนาะ꿰သွားတဲ့သူတွေကြာတနာစရာအဲတော့ မင်းမြတ်တဲ့အချစ်ကိုဖော်ဆောင်မယ်တဲ့ချစ်သူပေါ်မှာဦးစားပေးပါတယ်ကွာအလိုလိုက်အတိုင်းဆောင်မယ်အနာယူလာမှုပေါ်မှာလည်းပေးဆက်အရှုံးပေးမှုဖြစ်မယ်ဟင်းဒီတခါကျလည်းသူကဇွတ်တီကိုပဲเนาะအရှုံးပေးရတာဒါစစီခြေခွဲသွားတဲ့ဒဇွတ်တို့နှလုံးသားအကန်ရဲ့အကတိမ်မွေးတဲ့အေးချမ်းတဲ့အချစ်ဆက်ဘောထွန်းလာတဲ့သူတွေတို့တတ်မှတ်တယ်တဲ့ကိုကအချစ်ကန်ခေပြီးမှကိုနဲ့တွေ့ရတဲ့သူအချစ်ကန်ကောင်းမယ်တဲ့ဟင်း အဲ့တော့တိကနန်းသမား၄မျိုးရှိတယ်တဲ့ဘယ်အင်္ဂလိပ်လာမှာမဆိုတရက်နေမှာမွေးတဲ့သူတွေဒီတိတိ that စစ်စစ်ပေါ့နော် magician ပြင်စလက်စရာတွေလို့သတ်မှတ်တယ်တဲ့ပြိယမာယာကိုအသုံးချတတ်တယ်လှည့်စားမှုပေါ်မှာစစ်မှန်လို့ထင်မြင်တယ်မူလပဂရိတန့်ရှင်းတဲ့နှလုံးသားပေါ်မှာအချစ်အသေးခွဲ့ လှည့်ဦးစရာတို့ရဲ့လှည့်စားမှုမာယာများမှုရှေ့တစ်မျိုးကိုရတစ်မျိုးအသေးချွေပညာပေးခြင်းတွေကိုခံယူပြီးအတွေ့အကြုံများမှကိုရန်ဒီလည်းပဲသူတစ်ပါးပေါ်ပပနဲ့နဲ့ပညာပြပြီးချစ်တဲ့သူများဖြစ်တယ်။ချစ်သူကိုပျော်ရွှင်ချမ်းမြေ့အောင်ဆောင်ရွက်နိုင်တယ်။မော့ပညာရှင်များအလားချစ်သူကိုညှို့ယူနိုင်စမ်းရှိတယ်တဲ့။ဟွန်းအဲ့လိုမဖြစ်ချင်နေပါစေနော်။ကိုလည်းဒုက္ခမရောက်ချင်ဘူး၊သူများလည်းဒုက္ခမပေးချင်ပါဘူး။ မိသည့်အင်္ဂလိပ်လာရဲမစိုးတဲ့ဆယ်ရက်နေမှာမွေးတဲ့သူတွေကိုတော့သလုံးနာဖျားဖျားအထီးကျန်ဆန်တဲ့သူတွေလို့သတ်မှတ်ပါတယ်တဲ့စိတ်ခံစားမှုပြင်းထန်တယ်စိတ်တက်လွယ်ကြလွယ်တယ်ချစ်မြတ်တာပေါ်မှာတန်ဖိုးထားတယ်ဘဝလမ်းကြောင်းဖြောင်ပြူးတယ်လို့မရှိဘူးတဲ့အချစ်ဘဝလမ်းကြောင်းမဖြောင်ပြူးလို့ပြောတာချစ်သူများမရောပျော်ရွှင်သောပတ်ဝန်းကျင်ရှိမရောနဲ့မိမိပေါ်မှာအမှန်တကယ်နားလည်တဲ့သူများနဲ့တွေ့ရမှရှိဖျား ကိုဟာတာလင်းသူတစ်ပါးကိုပေးဆက်ရမယ်ကို့ဘော်ချောင်းပြုတ်ပြီးသူတစ်ပါးကိုပြောရှင်သွားမယ်နော်ဒီပါလေသူများပြောသွားဆိုတော်သေးရပါဘူးပေးဆက်မယ်နှလုံးသားပန်ရှင်နေဖြစ်တယ်ကိုကချစ်သလောက်ကို့ဘော်ပြန်ချစ်လာတဲ့သူတွေ့ဖို့ခင်းရင်းနေဟွန်းအလိုကြလဲကောင်းသေးပါအော်စိတ်တော့စိတ်တက်တော့ကြာမသားပါနဲ့နော်ကိုကမမှန်ကန်ကန်ချစ်မယ်ဆိုလို့ရှိရင် M ချစ်ကိုအမှန်ဆုံးပြန်ပေးမဲ့သူတွေရှိမှာပဲလीဒါကဖေးတယ်မဲ့ဥစ္စာ တိမ်ဖွမ်းနေမနေနဲ့ဦးနော်10ရက်နေမွေးတဲ့သူတွေမိသည်အင်္ဂလိပ်လာမှမဆို19ရက်နေမှာမွေးတဲ့သူတွေက lucky boss ဩချစ်ကန်ကောင်းနေအမေတိကနန်းနဲ့တောင်သူကရှားကြီးကနန်းပေါ့ရှားမကြီးကနန်းပေါ့စိုးမိုးနိုင်တယ်စိတ်ချမ်းမြေမှုများစွာနဲ့ဘွားကိုကြောဖြတ်မယ်အာချစ်ကြောင့်ဘွားတစိချိုးပြောင်းလဲမယ်ဟင်သူကလည်းဘွားတစိချိုးကပြောင်းအောင်မှာချစ်ကြောင့်ကိုသာချစ်တတ်တော်သူများနဲ့ကြုံရမယ်ချစ်သူများမယ်ဟင် ကိုဘော်လိုလိုက်ချိုက်ဆောင်နေအဲဒါတော့ဒီတုံပြန်မြတ်တာရှင်များနဲ့တွေ့ပြီးတော့ဘဝအေးချမ်းမယ်မိုက်သားပဲမိသည့်အင်္ဂလိပ်လာရမဆို28ရက်နေဝေတော်သူများကို tear eyes မြေဆောင်များနဲ့ဆွတ်ဆူနေတော့မျက်ဝင်းရှင်များလို့တတ်မှတ်တယ်ဖျားဖျားဖတ်တော့မဖတ်ချင်တော့တေကနန်းချင်းတူတူမျက်နှာလိုက်လိုက်တာနော်ဒီတေကနန်းလေးကြာတနာကြလေ စိတ်ခံစားမှုပြင်းထန်တယ်။တိမ်မွေးတဲ့နှလုံးသားကိုပိုင်ဆိုင်တယ်။ကြည်နူးတဲ့အခါမှာမြည်ရများအော်အော်တော်သေးပါတယ်တော်သေးပါတယ်။ကြည်နူးလို့မြည်ကြရတာဆိုနည်းနည်းတော်သေးတယ်။ကြည်နူးသောအခါ၌မြည်ရိုးစီးကြလာတတ်တယ်။အချီရေးတွေကငိုချွေးခြင်းများစွာရပါတယ်။ကြည်နူးလို့ကြတဲ့မြည်ရောကြကြမြေရည်ဆက်တိတ်တမ်းများစွာကြပြီးမှစစ်မှန်တဲ့ချစ်ကိုရရှိပိုင်ဆိုင်မယ်သူကလည်းများလိုက်တာဇက်နာတယ်နော် ကို့အတွက်လည်းတပါသူကမိရကြတဲ့ ADA စံနဲ့ခေါင်းမှာထင်ရှားဆိုင်မှုကြောင့်အချစ်ရေးမေတ္တာရေးမှာစိတ်အနှောက်အယှက်ကြုံပြီးမှအစဉ်ပြေမှုများရမယ်ဆိုတော့အာဒီ28ရံမွေးတဲ့သူတွေကအေးအေးဆက်ဆက်မလုံးနဲ့ခေါင်းမပါနဲ့ထင်ရမဆိုင်တဲ့ဒါမျိုးလေးအဲဆင်ချင်းလိုက်မယ်ဆိုရင်လည်းကောင်းသွားမှာပေါ့နော်အဲ့တော့29ရံမွေးတဲ့သူတွေဆိုလို့ရှိရင်လည်းအာကိုကနေပြီးတော့မှဘယ်လိုဘယ်လိုပြောရမလဲဟိုချစ်သူတွေအများကြီးမထားနဲ့ပေါ့နော်ကို့အပေါ်မှာအလိုလိုက်အကြိုက်ဆောင်တဲ့သူ တွေ့အောင်လို့ကိုကလည်းကောင်းကောင်းဖြစ်နေတော့ကောင်းကောင်းနေလိုက်အဲ့ဒါဆိုရလောက်တယ်ပေါ့နော်အဲဆယ်ရက်နေမွေးတဲ့သူရာထိကျန်တဲ့စိတ်ခံစားမှုပြင်းထန်တဲ့ကိုကြောင့်သူများကြီးရာပဲပြောရမယ်ဆိုတော့သူများပြောတော့လည်းကောင်းပါတယ်ပေါ့နော်ဆိုတော့ကိုကချစ်တဲ့လောက်သူများကကိုဘွားပြန်မချစ်ဘူးဆိုတော့ချစ်သူထားဖို့မနေနဲ့တော့ပြောတိကနန်းသမားတွေကတော့ချစ်သူကိုညှို့ယူတန်ဆန်းရှိတယ်ဒါပေမဲ့တိကနန်းသမားတွေအကုန်လုံးချစ်သူများမယ်ကြီးပဲပြောတာနော်အဲ့ဒါလေးတတိထားလိုက်ရမယ်ပေါ့မများတဲ့သူလည်းရှိမှာပါပဲလीနော် ဲ့တော့ဖူးစာကံဟဲ့ဖူးစာကံဖူးစာကံတိကနန်သမားလေးမျိုးတို့ရဲ့ဖူးစာကံအနေထားကတဲ့ကံဆောင်မဲ့သူတွေမိမိကိုအသေးခွဲမဲ့သူတွေအသေးစိတ်ရှိနေလို့တဲ့အဲ့ဒါကိုတင်ပြပေးမယ်ဝါအဲ့တော့တရက်နေမွေးတဲ့သူတွေကတဲ့ဘယ်လာမှမစိုးတရက်6ရက်7ရက်မှမွေးတဲ့သူများ ਨੇ စိုးမိတ်တွေတဲ့อืม တရက်6ရက်73ရက်မှာမွေးရတဲ့သူတွေနဲ့ဆိုမိဝိညာဉ်ချင်းပေါင်းစည်းဆက်နွယ်ခွင့်ရှိတဲ့သူလေးလို့သတ်မှတ်တယ်ပူဇော်ဆုံးမှုအပြည့်မအားဆုံးသူများဖြစ်တယ်ဒါဆိုရင်ဒါစစ်စေးတင့်တယ်ဒါနေချစ်သူမများခြင်းဆိုဆွဲရတာမေးတာပေါ့နော်နောက်တာနော်ဒီကတရက်နေမွေးတဲ့လူလား6ရက်နေလား73ရက်နေလားအဲ့ဒါဆိုရင်စဉ်းစားလိုက်တခြားရက်တရက်မွေးတဲ့သူတွေဆိုရင်မစဉ်းစားနဲ့အဲ့လိုမျိုးလုပ်လိုက်ရင်ရမှာမသိဘူးနော်အဲ အင်းဟုတ်သေးပါဒီဒီလူတွေเนี่ยဖူးစာစုံနိုင်မှုအမြင့်ဆုံးဟာတခြားသူရှိသေးတယ်၃ရက်၃၃ရက်တည်းမဟုတ်ဘူးပဲ၃ရက်၁၂ရက်၂၀ရက်မှမွေးတဲ့သူတွေเนี่ยမိတ္တာမျှရင်တော့အခက်ခဲကြုံမယ်ဩပြီးမှပြန်လဲဆက်ဆက်ပြီးအလွန်ချစ်ကြည်ပြီးတော့တစ်တီတူမယ်ဟာချစ်ကြည်သူတစ်တီတူဖူးစာစုံမယ်ဟုတ်သေးပါဘူးအဲ့ဒါဆို၃ရက်၁၂ရက်၂၀ရက်ဆိုတော့ကဆွမ်းနာရက်ကပူကောင်းတယ် နောက်2ရက်8ရက်10ရက်မှမွေးတဲ့သူတွေကကို့ဘော်မှာတဲခွဲရှောင်းရှောင်းရှောင်းဒီရက်ဒီရှောင်းရှောင်းစုံစည်းကိန်းလည်းမရှိ no no အားလုံးရှောင်းရမယ်စိတ်ညစ်ရမယ်တောကပွေရမယ်ကျန်တဲ့ရက်ဒီမှာမွေးတဲ့သူတွေနဲ့ကဖူးစာစုံဖို့ကတော့ပုံမှန်ကံပဲဖြစ်တယ်အဲ့တော့ဒီအဲရက်ဒီကိုဖယ်လိုက်ပြောခဲ့တဲ့ရက်၃ထွဲကိုဖယ်လိုက်ပြီးရင်ကျန်တာကတော့ပုံမှန်ပဲပေါ့တန်မှန်ပဲပေါ့နော် ပတ်ဝန်းကျင်ကြောင့်ပဲဖြစ်စေမိဘရဲ့လှုံ့ဆော်မှုကြောင့်ဖြစ်စေစောင့်စည်းရခြင်းကြောင့်ပဲကိုမိန်နဲ့မေတ္တာကိုတော့ရမှာမဟုတ်ဘူးတဲ့ရက်ဆက်ခါသည်မှုကိုလည်းမပြုတ်ဘူးတဲ့ပုံမှန်ကြိုးပဲပြိမယ်ဩအရင်တသေးလို့ချစ်မခံရအောင်ဆို163ကိုပဲရွေရွေ163ပဲရွေ2810ဖဲဖဲ gain နောက်ထပ်10ရက်နေမွေးတဲ့သူတွေအတွက်ဘယ်လာမှမဆိုတရက်၂ရက်၂၄ရက်မှမွေးတဲ့သူတွေ ਨੇ ဖူးစာစုံကိမြင့်မားဆုံး အပြန်အလှန်တန်ရောစီနေနှောင်ဖွဲ့တမျိုးကြဆုံးမှာမဟုတ်ဘူးတဲ့ဘလို့ဆုံးမှာလဲတော့မသိဘူး။ရှေ့ရဆက်ဆောင်ဆုံးမှာတဲ့။ရေပုံမှန်မှာရေခန့်ရင်းနဲ့ဆုံးမှာလားမသိဘူး။ဆိုးမိတ်ဝိညာဉ်ချင်းဆုံးမှုကအမြင့်ဆုံးဖြစ်တယ်။အဲဒူးနဲ့ဒူးမေတ္တာမြတ်မပြတ်ရွေးတဲ့မေတ္တာအထိဆုံးစည်းရခြင်းရှိတယ်။ကောင်းတယ်အဲ့ဒါကျွေး။14ရက်22ရက်30ရက်နေမှာမွေးတဲ့သူတွေနဲ့ကြာဒုတိယအဆင့်ဆုံးစည်းမှုကံပါတယ်။ဒူးနဲ့ဒူးအပြန်အလှန်မေတ္တာမျှပြီးတော့ ဖြတ်တန်းရတဲ့မိတာလမ်းကြောင်းကကြမ်းတမ်းမယ်ဝေးကွာသွားအောင်မယ်ပြီးမှပြန်လဲစုံစည်းမယ်ဟွန်း6ရက်9ရက်12ရက်နေမှာမွေးတဲ့သူတွေက ကို့အသေးခွဲမှာရှောင်းရှောင်းဒီရက်3ရက်ကိုရှောင်းတေချာမှတ်ထားဆဲရဲ့သမားတွေအခြေရေးအဆင်ပြေမှာမဟုတ်ဘူးစုံစည်းမှာမဟုတ်ဘူးစုံစည်းခွင့်မရှိဘူးဒါမဲ့တခုတော့ရှိရဲ့အဲ့ကို့ချစ်သူက69 20နှစ်ဖြစ်နေပြီဆိုတော့လေဒီဟောတာကြပြီအစွဲလိုင်းဖြစ်ပြီးတော့နေုံကကြောက်တယ်သွားမလုပ်နိုင်တယ်လေဟိုကအရန်ကောင်းနေဆွဲထားနော် ဘေးတင်သွားတော့ဒီလိုပဲလေနော်အရင်ကနေမချောက်ပါနဲ့လို့အခြားရံများမှလည်းဟိုရရေးထားတဲ့ဆရာကြီးကိုစော်ကားရလည်းမဟုတ်ဘူးဖတ်တဲ့သူကြီးလည်းစိတ်သက်သာရရစေချင်လို့ပါနော်အခြားရံဒီမှာမွေးတဲ့သူတွေနဲ့ကတော့မိဘစီစဉ်မှုကြောင့်ပဲဖြစ်ဖြစ်ပတ်ဝန်းကျင်ကြောင့်ပဲဖြစ်ဖြစ်ဆုံးစည်းမဲ့ပေါ့လေမမျောလင့်မဲ့ရုပ်တရက်အိမ်တော်ကြခြင်းမျိုးရှိတတ်တယ်သူမှလည်းချစ်သူရှိကိုမှလည်းချစ်သူရှိပြီးမမျောလင့်မဲ့ဆုံးစည်းခြင်းမျိုးဖြစ်မယ်အော်အဲ့ဒါကြီးတော့မကောင်းသေးပါဘူးအခုချင်းတူနေပဲကိုကောင်းပါတယ်နော်အဲတော့နောက်ကဆက်ကိုရံနေမွေးတဲ့သူတွေ ဇကွေးရက်နေ့မွေးတဲ့သူတွေကအကောင်းဆုံးရက်ကသိုးမိတ်တွေဟာ၁၂ရက်၁၆ရက်၁၉ရက်အဲသိုးမိတ်ပူဇော်ဆောင်ငယ်အမြင့်ဆုံး၃ရက်၇ရက်၅ရက်မြတ်မြတ်တတပဲမြတ်မြတ်တတပဲဟိုဒုတိယအဆင့်ဆုံးစည်းခိမ်းပဲအရင်တော့မကောင်းဘောနော်၄၂၅၂၀ရှောင်းရှောင်းရှောင်းအရင်ကြောက်ကြကောင်းတယ်တစ်စိမ့်ကျိုးတော်ချိုးမာတဲ့အသေးခွဲမာတဲ့ကြောက်တယ်အဲတော့အချားနေမှာမွေးတဲ့သူတွေနေရတော့ပုံမှန်ပဲအဲအပြန်လန်တန်ရောစီ တစုံတရာရှက်နယ်မှုပေါ်မှာခြေတည်ပြီးတော့မှစုံစည်းတတ်တယ်တဲ့အဲ့တော့အနေနည်းလို့ဒေါ်တာကြိုးချင်းသားကြိုးချင်းဒီဦးချင်းသားဦးချင်းကြီးရဖြစ်ကုန်မယ်ပေါ့နော်နောက်28ရက်နေ့အဲမွေးတဲ့သူတွေမိသီးလာမှာမစို့9ရက်14ရက်28ရက်မှာမွေးတဲ့သူတွေ ਨੇ သိုးမဲ့28ရက်သမားတွေမှတ်ထားအောင်မိုက်တွေဟာ28နဲ့28ရက်ချင်းထက်မြတ်28 28ချင်းတော့37 29ကြတော့အတင်တင်လျောက်ပတ်အဲဒီလောက်ပဲတဲ့ ကိုနဲ့မကောင်းတဲ့ဘူးစာဖက်တီရရေးရှိအကျိုးမပေးဘဲနဲ့ဝမ်းနဲ့ခြေခွဲစွာအဆုံးသတ်ရမယ်သူတွေက၄၆မွေးတဲ့သူတွေတတိထားမယ်။အဲတော့ဂျန်နဲ့နေမွေးတဲ့သူတွေနဲ့ဆုံတိုင်းတော့ပုံမှန်ပဲအေးအေးဆေးဆေးပဲဝေဖန်စရာမရှိဘူးတဲ့။ဆိုတော့အဲတော့အချစ်ကံကြမ္မာကြောင့်ပြောပါမယ်။ဒီတိကနန်သမားအားလုံးအတွက်ကိုနှစ်စဉ်နှစ်တိုင်းပေါ့နော်မတ်လ22ရက်နေ့ကနေဧပြီ28ရက် ဇူလိုင်27ကနေ August 31ကြာ August 21ကနေ November 27ကြာမှာအချိန်ကာလတွေရောက်နေတဲ့အခါမှာအထူးစမ်းပွဲမယ်ဟွာတတိထားမယ်အခုနီးလာပြီဇူလိုင်27ဆိုတော့ရှေ့လာတဲ့မှာเนาะတတိထားကြအောင်မေတ္တာရေကံကောင်းမယ်လူချစ်လူခင်ပေါ်များမယ်ပြောရည်ဆိုရည်အဆင်ပြေမယ်ချစ်ကံကောင်းတဲ့ကာလ lucky love period လို့တတ်မှတ်မယ်ဝါ ဝါဝါဝါတနည်းကနေနေပုဒ်တူနေတောက်ကြနေတွေကတိကနန်းသမားတွေအတွက်ချစ်ကံကောင်းတဲ့နေ့တွေဟာဒါအပတ်တိုင်းအဲတနည်းကနေပုဒ်တူတောက်ကြရဲ့ချစ်ကံကောင်းတဲ့အဲ့ဒီမှာရီစာစကားပြောတာတို့ရီစာနဲ့ရှောက်လဲတာတို့လိုမျိုးလုပ်ပေါ့အဲကိုယ့်ရဲ့ဒီအိမ်နောက်ဘက်ကိုချစ်တဲ့ခင်တဲ့သူတွေနဲ့ဆိုလဲအဲ့ဒီ၃ရက်တော့ជីជីနူနူတစ်တီတူလို့ရတယ်ပေါ့ lucky day ဆို love လို့သတ်မှတ်လို့ရတယ်၎င်းရက်တွေမှာချစ်ရဲမှာကြုံတွေ့ရတဲ့အခက်အခဲတွေဖြေရှင်းနိုင်မယ်အာဟိုကိုစိတ်ဆိုးနေရသူရှိလဲအဲ့ရက်တွေမှာရွေးပြီးချော့အဲချစ်သူနဲ့မိမိချာမှာလည်းအပြန်အလှန်ယုံကြည်မှုတွေအဲတည်ဆောက်လို့အရန်ကိုအားကောင်းမယ်ပေါ့နောက်တိကန္တန်တမလေးမျိုးအလိုက်ဝိတေတာကံထူတဲ့ရက်တွေပြောအောင်မယ်တဲ့အဲတနေ့နွနေနေ့တွေကတရက်နဲ့28ရက်မွေးတဲ့သူတွေအတွက်အချစ်ကံထူကောင်းတယ်ဩရက်3ရက်ထဲမှာတောင်မှ ရက်၃ရက်ကောင်းတဲ့တိတိကနန်းသမားတင်းငွေနေပုတ်လူတောက်ကြဆွနာပြောရပြောခဲ့တာเนาะအခုတခါထပ်ပြီးသွားခွဲလိုက်သေးတယ်တရရနာ28ရက်နေမွေးတဲ့သူတွေအတွက်ကတော့တနင်္ဂနွေနေ့ကပူကောင်းတယ်ဆယ်ရက်နေမွေးတဲ့သူတွေကြာပုတ်တော်ဦးနေရချစ်ခံကောင်းမယ်တဲ့တောက်ကြနေ16ရက်နေမွေးတဲ့သူတွေကတောက်ကြနေမှာပို့ပြီးတော့အချစ်ရေကံကောင်းတယ်တဲ့အဲ့တော့တိကနန်းသမားအားလုံးတွေလာစဉ်လာတိုင်းမှာအချစ်ကံခင်ရက်တွေရှိတယ်တဲ့အဲ့ဒီရက်တွေမှာတော့အာအချစ်ရေနဲ့ပတ်သက်လို့ရှိရင် တော်ပြီကိုကချစ်ရေးဆိုလိုက်ရင်လည်းခခတီတီငင်းခံရမယ်တဲ့အဲကိုရဲ့အချစ်ကိုအတိအမှန်မပြူတာတော့အချစ်ဖြစ်ပေးမှုခံယူရမယ်ဆိုလဲအဲ့ဒီနေ့ပေးခံရမယ်ဆိုအချစ်ကမှမြဲတာတော့ဖြစ်တတ်တယ်တဲ့ကာလာလည်းရှိမှာမဟုတ်ဘူးတဲ့ဒါကြောင့်ချစ်သူနဲ့ပฏิပက္ခတွေကထိုရက်ဒီမှာဖြစ်ရင်လည်းဖြေရှင်းရခက်တတ်တယ်တဲ့ပြန်လဲပေါင်းစည်းဖို့လည်းခက်တတ်တယ်ဒါကြောင့်မလို့ချစ်ကံခေတဲ့ရက်တွေလည်းမှတ်ထားကြအောင်နော် တရက်နေ့မွေးတဲ့သူတွေအတွက်ကလစဉ်လတိုင်းမှာ၄ကို27တေမှာအချက်ကံကားမှု၁ရက်နေ့မှာမွေးတဲ့သူတွေကလစဉ်လတိုင်းမှာ8429မှာမေတ္တာရေကန်းခဲ့တဲ့19ရက်နေ့မှာမွေးတဲ့သူတွေကလစဉ်လတိုင်းမှာ8824နေ့မှာမေတ္တာရေအညံ့ရှိတဲ့ကြာရဘလိုပဲပြောပြောပါနော်မကမူကန်ခေတယ်အညံ့ရှိတယ်ဆိုတော့ကောင်းတာကြီးပဲဒီနော်28ရက်နေ့မှာလဲလစဉ်လာတိုင်းက ဆက်ကွန်2024မှာအခြေရေခန့်ခေတတ်ပါတယ်တဲ့အဲ့တော့ဒီတက်ကတန်းနဲ့ပတ်သက်တဲ့ဒဏ္ဍာရီပုံမြင်လေးကိုဆရာကြီးရေးပြထားပါသေးတယ်ချင်းနမိတ်ဒဏ္ဍာရီတဲ့ဂရိဒဏ္ဍာရီကနေနဲ့သာအပူလူကတဲ့အဂရိဒဏ္ဍာရီဆိုလို့ဂရိဒဏ္ဍာရီနဲ့ပတ်သက်တဲ့စာအုပ်တော့သူတာဖတ်ပြထားရှိသေးတယ်လေအားရေးထဲမှာအပူလူနဲ့တာကြောင့်ပါတယ်ပေါ့နော်အဲ့ဒါသွားပြီးတော့ပြန်နှောက်ထောင်လို့ရပါတယ်လို့အဲ့ဒါကြောင်ညာဝင်လိုက်တာပါ နေနဲ့သားအပူလူကတဲ့တိကနန်းသမားအားလုံးကိုကိုးစားပြုတယ်တဲ့တိကနန်းသမားအားလုံးတို့ရဲ့ဘဝဖြစ်စဉ်ကံကြမ္မာနဲ့တကွာအချစ်ရဲ့မေတ္တာရဲ့အလုံးစုံကအပူလူနဲ့ဒေဝတာရဲ့ဖြစ်ရကိုနမိတ်ပုံခိုင်းနိုင်ပြီးတော့မှဟောပြောပြီးသုံးသပ်ထားတာပဲဖြစ်ပါတယ်တဲ့ဟိုးရှေလုံးနေပြီးတော့ခါတာတဲ့ခေါင်းငင်ပေါ်မှာရှိတဲ့နတ်ဒေဝတာတို့ကိုဇုနံမင်းကြီးကဧကရိဖြစ်နေအုပ်ချုပ်တယ်တဲ့ဇုနံမင်းကြီးကညကာလာကိုပိုင်ဆိုတဲ့နတ်မိမဲ Goddess of Night ကို လီတိုနတ်မိမဲကကြည်ပြီးတော့လီတိုမှာတဲ့တရေတီပါတယ်တဲ့တရေကအလွန်ဖုန်းကန်ကြီးစေမဲ့နေနဲ့သားနဲ့လနဲ့သမီးတို့ဖြစ်တဲ့နေနဲ့သားဖြစ်တဲ့အပိုလိုနဲ့လနဲ့သမီးဖြစ်တဲ့အာဒမစ်တို့ကိုမွေးဖွားလိုက်ပါတယ်တဲ့ဒီမွေးဖွားတော့မယ်ပေါ့နော်ဒီတရင်ကိုကြတော့ဟီရာဆိုတဲ့နတ်ဘီယံမကြီးကတတ်ဝင်တူတာမနာလိုတာအမျက်ချောင်းချောင်းထားတယ်တဲ့ဟီလေ तू ကလည်း မိမတယောက်ရှိရထထယူတော့စိတ်ကောက်မှာပေါ့ကွာနော်ဟီရာကလည်းဇူးနံမင်းကြီးရဲ့ချင်းရတော့ပဲဖြစ်ပါတယ်တဲ့သူမနဲ့ပေါင်းဖက်စင်ကဖုံးကံကြီးရဲ့တာသမီတွေမွေးဖွားခြင်းမရှိဘူးတဲ့အခုတော့သူမတဲ့လှပနှုနဲ့တင့်တယ်ပြပြတဲ့ညနဲ့မိမယ်လီတို့ပေါ်မှာဇူးနံမင်းကြီးမေတ္တာထားမှုကပုံမလွန်ခဲလာတယ်လို့သူကစဉ်းစားမိတယ်တဲ့ တခုသောကာလမှာကဘာကိုရေလွှမ်းမိုးပြီးတော့မှရေတွေပြန်ကျဆင်းသွားတဲ့အခါမှာမြစ်မားလာတဲ့တောင်ထည်ကြီးမှာရေကြီးစင်ကပြေခဲ့တဲ့ရေကန်ကြီးမှာအစိတ်လွန်ပြင်းတဲ့မွေတကောင်ပေါက်ဖွာလာတယ်တဲ့အဲ့ဒီမွေစိုးကိုယူပြီးရဟီရာကမွေတကားတကောင်အလာကြီးမအောင်ဖြည့်ဆွက်ဖန်တီးပြီးတော့ပိုင်သွန်လို့အမြီဘွက်ပေးပြီးတော့ညနေသမီးလီတိုနဲ့တကွာသူမတရီဆောင်ထားတဲ့နေနဲ့သားနဲ့လနဲ့သမီးတို့ကိုညှင်းဆဲတက်ဖြတ်ဖို့ဆေးလွတ်လိုက်တယ်တဲ့ဇူးနံမင်းကြီးကလည်း ဟိုပြန်ပြီးတော့ကယ်လို့မရအောင်ဖယ်ရှားထိန်းချုပ်ထားလိုက်တယ်မင်းကြီးတို့တောင်မှဖိုးဆိုင်ရွန်အမည်ရှိတဲ့နတ်မင်းကြီးကပင်လယ်သဘုတ်တရားအလုံးစုံနဲ့ရေပြင်ကိုပိုင်ဆိုးထားတယ်ဇူးနတ်မင်းကြီးနဲ့တူတုံစင်းကြီးကိုဖြစ်တယ်ဟီရာရဲ့အမျက်တင်ပြီးတော့အန်ဒီရဲ့ဘေးချင်းခံရတဲ့လီတိုကိုခေါ်ယူကာကွယ်ပေးလိုက်တယ်ဒီလော့စ်ကျောင်းမှာနေလာနှစ်ပါးတို့ကိုညနေသမီးလီတို့ကနေမွေးဖားတယ်။နေနဲ့သာပူလိုကမွေးမွေးချင်းတခြားနဲ့တငယ်များလိုမိခင်တို့သာပြီးကြီးထွားတယ်သူမဟုတ်ဘူး။အပူလိုက ဖုံးကန်ကြီးမားတဲ့သူဖြစ်တော့မွေးဖွားတဲ့အချိန်ကစပြီးနတ်ဒေဝတာတွေကဝိဟိနဲ့အထူးပြုလုပ်ထားတဲ့နတ်တောက်တာတွေကိုကျွေးမွေးတယ်။စားတောင်းပြီးတော့တမဟုတ်ချင်းအရွယ်ရောက်တယ်။ရခင်ရှိနေပြီးတဲ့နတ်ဘုံနတ်နန်းကနတ်သားအလုံးတို့ထံဉာဏ်ပညာကလည်းကြီးတယ်။လက်ယုံကြီးအည်သွေးပြန်ပတ်မရှိအောင်ထက်မြက်တယ်။အချိန်ဝါအလွန်မြင့်မားတဲ့သူဖြစ်တယ်။အနာကက်ကိုသိမြင်နိုင်တဲ့အုံနှောင်းနဲ့ရှုစားနိုင်တဲ့မျက်ဝန်းတွေကိုပိုင်ဆိုင်တယ်။ဟော။လက်နဲ့ပြေခတ်မှုမှလည်းအလွန်ထက်မြက်တယ်။လက်နဲ့ထုတ်လုပ်တဲ့ဘဘဲနတ်မင်းကြီး ဟာဗေးသီရစ်ကနေပြီးတော့မှလေးနဲ့များကိုစီမံထုတ်လုပ်ပေးတယ်။ဒီလက်နက်ကိုအသုံးပြုပြီးတော့ Python ကိုဖြစ်ခတ်ချိန်မုံပြီးတော့မှမိခင်နဲ့သမီးနဲ့ညီမဖြစ်သူလနဲ့သမီးတို့ကဲတင်လိုက်တယ်။အိုလံပီယာနဲ့မင်းကြီးဆက်နှပါနဲ့မှရှိတဲ့နေနဲ့မင်းကြီးနဲ့ပါဝင်မင်းမူလိုက်တော့တယ်တဲ့။အပိုလိုနီနဲ့သားကဝမ်းနဲ့ကြေကွဲခြင်းစိတ်ဆင်းရဲမှုများနဲ့တေလူမတက်တော့ကရောက်နေသူများ ဆိုရင်ချင်းနဲ့ကြောက်ရွံ့ချင်းပြည့်နှံ့နေသူများကနေတဲ့ဆောင်လာတဲ့အပူသောကအလုံးစုံကိုလက်ခံယူထားပြီးတော့မှလာရအမည်ရှိတဲ့ဂီတအသွင်ကိုပြောင်းပြီးတော့တန်စင်များကနေတဆင်အလင်းတန်းများအဖြစ်ကိုဖြစ်ပေါ်စေတယ်တဲ့။တဘာဝတန်စင်နေနဲ့အလင်းတန်းအလုံးစုံတွေကလူသားတွေကို တက်ကြွခြင်းနဲ့ပျော်ရွှင်ခြင်းကိုဖြစ်စေတယ်တဲ့။ဒီလောက်စွမ်းကြီးမလာတဲ့အပူလိုက Cupid မျက်နှာမှာရည်ကြည်စံမှုနဲ့အချစ်ချင်စာတဲ့အမုံမြ Error Hate ကို ထိမှန်ခံခဲ့ရတယ်တဲ့ကိုဟာချစ်ရေးဆိုတိုင်းအမုန်းခံရတော့တယ်တဲ့အပိုလိုရဲ့အချစ်ဦးကတဲ့ Daphne ဖြစ်တယ်မြင့်ဆောင်တဲ့သမီးလေးဖြစ်တယ်တဲ့အလွန်ချောတယ်တဲ့အပိုလိုကအချိန်နဲ့မျှမရှက်မကြောက်ပဲနဲ့ Daphne တန်ကအချစ်ကိုပဲရဖို့ကြိုးစားရတယ် Daphne ကလည်းအပိုလိုလက်ကနေလို့မျှဖို့ကြိုးစားရတယ်နောက်ဆုံးမိမိကိုမိမိတစ်ပင်ဖြစ်စေဖို့ဆုတောင်းပြီးတော့အချစ်စိတ်ကိုအမုန်းနဲ့တုံ့ပြန်သွားတယ်တဲ့လော်ရယ်မီရှိတဲ့တစ်ပင်ဖြစ်ကိုကူးပြောင်းသွားတယ်အဲ့ဒီ လော်ရယ်ရွက်တို့နဲ့ပြုတ်လုထားတဲ့တရက်ဖူလော်ရယ်လီးဖ်ခရောင်းကိုအပိုလိုကဒက်ဖနီကိုအမှတ်တရဖြစ်နေတဲ့ထာဝရဆင်းမြန်းထားတယ်တဲ့။အိုးတော်တော်ချစ်တတ်တာပဲနော်။ထို့သောအချစ်စိတ်ကိုပေါ်ကျူးတဲ့တိရွက်တရက်ဖူကိုဆောင်ယူတဲ့ချိန်ကစပြီးအချစ်ခံခင်မှုတွေကင်းဝေးသွားတော့တယ်။ဒန္ဒာယီစရင်ပေါင်းရဆိုရင်တော့အဲအလွန်ချစ်ရသူကိုဦးနဲ့ဟောအခြားခြားတော့ချစ်သူပေါင်းများစွာကိုရသည်အထိချစ်ပြီးရဆန်းပွင့်သွားလိတော့တယ်။ဟုတ်သေးပါ တကယ်ချစ်တယ်လဲဆိုသေးရနောက်ထပ်လည်းထက်ချစ်သေးရเนาะထူးဆန်းလိုက်တာအီထဏာကြီးကလော်ရယ်တည့်ရွတ်တရဖူပုံကိုဆောင်ယူခြင်းဖြင့်တဲ့ကနန်းသမားအားလုံးကအချစ်ကံခေချင်းကနေကင်းလို့ပြီးတော့ပီရကောင်းချင်းနဲ့အချစ်ရေးချေရဖျက်ပြမှာလဲအသေးရဲ့ကွဲချင်းကနေကင်းဝေးလေးချကုန်တည်းတဲ့အဲ့တော့တဲ့ကနန်းသမားအပေါင်းသူတော်ကောင်းတို့လော်ရယ်တည့်ရွတ်တရဖူပုံကိုဆောင်ယူတော်မူကြပါတော်ကြကြ6ရောက်7ရောက်လောက်6ရာနေလဲ စိတ်ဒီဒုက္ခများကုန်ပဲเนาะတတိလဲထားကြအောင်ပေါ့เนาะကဲအားလုံးပဲဒီတန်းနှစ်သိမ့်သဘောချလိုက်မယ်လို့ထင်ပါတယ်ဒုဒတိကဏ္ဍမှာဖတ်ပြတော့နေဟေးငါတို့ကြမဖတ်ပြဘူးဆိုပြီးတော့လာပြီးတော့နှကန်းစုပြီးစိတ်ကောက်ကြမယ်သူဘောင်းကိုလည်းအခုကြိုတယ်မြောမှာတောက်မှန်ထားပါတယ်တပင်းနှစ်နှစ်ပြင်းသုံးသုံးပြင်းလေးလေးပြင်းငါးငါးပြင်းခြားခြားပြင်းခွန်းစသဖြင့်လာပါမယ်လို့အဲ့ဆိုရင်နောက်ထပ်နှစ်ကဏ္ဍတို့သုံးကဏ္ဍတို့ဆက်လက်တင်ဆက်မှာဖြစ်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ